ီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာ၄ရက်နေ့နေ့စီတင်ဆက်ပေးနေတဲ့ VNB ရဲ့ညာကင်းသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုစမနှင်းထွန်းကတင်ဆက်ပေးသွားပါမယ်ရှင်။ဒီကနေ့အစီအစဉ်မှာတော့တောင်ဆာဆူချီကိုပြင်သစ်နိုင်ငံကမမေ့လျော့တဲ့အကြောင်းပြင်သစ်သမရာကအစပေးပို့တဲ့သတင်း။လိမ့်နှီနီပါအတွင်လူမှုကွန်ရက်မှာစစ်တပ်ကိုဝေဖန်လို့ပြည်သူ၂ထောင်နီပါဖမ်းဆီးခံရတယ်ဆိုတဲ့သတင်း။ရန်ကုန်မှာအင်တာနက်ဝိုင်ဖိုင်ပြတ်တော့တာနှစ်ပတ်ခန့်ကြာမြင့်နေတယ်ဆိုတဲ့သတင်း။ ခေခေပတ်ကနေထွက်ပြေးလာသူ1500ကျော်ကိုနေရပြန်ပို့ဖို့ထိုင်းဖက်ကစီစဉ်နေတယ်ဆိုတဲ့သတင်းဝင်းလင်းမြို့နယ်မက်ဂတီရွာကပြည်သူ၄၀ကိုစစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောထိုးနေတဲ့သတင်းအပါအဝင်နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံကမမေ့လျော့တဲ့အချိန်ပြင်သစ်သမ္မတကစပေးပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒုတုခေါင်းဆောင်တောင်ဆန်းစုကြည်ကိုပြည်သည့်သမရကပြည်သည့်နိုင်ငံအနေနဲ့သူမကိုမမေ့လျော့တဲ့အပြင်ချက်ချင်းလူပိတ်ဖို့စပို့လိုက်ပါကြောင်းပြည်သည့်သမရအီမန်နျူရယ်မက်ခရွန်ကကြေဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်နေ့ကပြည်ပို့လိုက်တာဖြစ်ပြီးတောင်ဆန်းစုကြည်ကိုလိုက်မှုကသူ့ရဲ့သားကြီးဖြစ်တဲ့ကင်အဲရီစီကိုပြည်ပို့ခဲ့တာပါ။ နိုင်ငံတော်ရဲ့အတိမ်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆောက်စုကြည်ရဲ့ကျန်းမာရေးအတွက်လွန်စွာစိုးရိမ်ပူပန်ပြီးနှနှိမိပါရှိတဲ့မြမရဲ့အကြအတဲကာလအတွင်းကအခြေအနေကိုလည်းအလေးပေးပြောဆိုထားပါတယ်။ တော်ဆန်းစုကြည်ရဲ့ဒါကင်အရီကတော့ပြီးခဲ့တဲ့ရပိုင်းကပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအထုကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဗီနဲ့တွေ့ဆုံပြီးပြင်သစ်သမ္မတမက်ခရွန်စီကတော်ဆန်းစုကြည်အတွက်ပေးပို့တဲ့ပုဂ္ဂိုလ်ရေးဆောင်ကိုလက်ခံရရှိရလို့နိုဝင်ဘာ၄ရက်နေ့မနေ့မှာသူ့ရဲ့လူမှုကွန်ရက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်သူမိခင်နဲ့မြန်မာပြည်သူတွေကိုပြင်သစ်နိုင်ငံကသနာကျူနာထကအမြဲတမ်းထောက်ခံအားပေးရတဲ့အတွက်ကျေးဇူးတင်တယ်လို့လည်းပြောပါတယ်။ မကြသေးမီကကျွန်တော်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအတွေ့အထုကိုစလဲမစ္စတာခရစ်စတန်လက်ရှယ်ဘီနဲ့တွေ့ဆုံခဲ့ပြီးပြင်သစ်သမရမက်ခရွန်စီကတော်အောင်ဆဆူဂျီစီပေးပို့တဲ့ပုဂ္ဂိုလ်ရေးဆောင်ကိုလက်ခံရရှိတယ်လို့ဆိုပါတယ်။ကင်ကပြင်သစ်နိုင်ငံရဲ့သနာကူနာတရားအပိတ်မှုနဲ့မိတ်ဆွေကွန်ပီတာချင်းတို့တွင်လိမ့်လိမ့်လဲလဲခံစားရကကပတဝန့်ကလူတွေအားအမှန်တရားငိမ့်ချရင်းနဲ့လူမြောက်ရေးလို့ကိုနောက်ပိတ်ထားလို့မရဘူးဆိုတာအတိပေးလိုက်တဲ့ဆက်ရေးဆိုင်ရာခွန်ဆုံမှုတရားဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ုဆက်လက်ပြီးလေးနှစ်အတွင်းလူမှုကွန်ရက်မှာစစ်တပ်ကိုဝေဖန်လို့ပြည်သူ၂000နီးပါးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2022ခုနှစ်ဖေဖော်ဝါရီလကစတင်ကအခုနှစ်အော်တိုဘာလကုန်ဒီလေးနှစ်နီးပါးအတွင်းအာနာသိစစ်တပ်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားတာနဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေကိုထောက်ခံတာကြောင့်ဖမ်းဆီးခံရသူ1993ယောက်အထိရှိတယ်လို့ Data for Myanmar ကထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ3ရက်ကထုတ်ပြန်လိုက်တာဖြစ်ပြီးရန်ကုန်မန္တလေးပဲခူးအေရဝတီမကွေးနယ်ရှောင်းပြည်နယ်တို့ကဖမ်းဆီးခံရသူအများဆုံးဖြစ်ပြီးစုစုပေါင်း1953ရောက်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ဒါအပြင်စစ်ကော်မရှင်ကရွေးကော်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ရောက်ထက်က10ရောက်ဟာပြီးခဲ့တဲ့အော်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေကိုပြစ်ခဲ့တဲ့စွန်လိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးအဲ့ဒီဥပဒေနဲ့3လအတွင်းလူပေါင်း60နီးပါးကိုဖမ်းဆီးအရေးယူထားကြောင်းရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအော်တိုဘာ31မှာပြောပါတယ်အဲ့ဒီဥပဒေကိုကော့စစ်ကော်မရှင်ကပြဋ္ဌာန်းပြီးနောက်ပိုင်းရွေးကောက်ပွဲပေါ်ဝေဖန်ရေးသားပြောဆိုသူတွေရဲ့ post တွေကို re-up ပေးသူတွေကိုပါဆက်တိုက်ဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။ စစ်ကောင်ရှင်ကရွေးကောက်ပွဲကိုအပိန်းလိပ်ကျင်းပမှာဖြစ်ပြီးလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအပိန်းတစ်ကိုမြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပသွားမှာဖြစ်ကာ2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိန်းနှစ်ကိုမြို့နယ်တရားမှာပြုလုပ်မှာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာအင်တာနက်ဝိုင်ဖိုင်ပြတ်တော့တာနှစ်ပတ်ခန့်ကြာမြင့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့ကမြို့နယ်တတော်များများမှာအင်တာနက်ဝန်ဖွင့်အချို့ပြတ်တော့တာတွေဟာရက်သက်တပနှစ်ပတ်ကြာမြင့်နေတယ်လို့ရန်ကုန်အခြေစိတ်အင်တာနက်ဝန်ဖွင့်ကုမ္ပဏီတစ်ခုရဲ့မန်နေဂျာက BNV ကိုပြောပါတယ်။ဒါအပြင် operator data တွေကိုသာအသုံးပြုနေရတာကြောင့်အင်တာနက်အတွေ့ကုန်ကျစရိတ်ပိုများနေတယ်လို့ရန်ကုန်မြို့ခံတွေကပြောပါတယ်။ဤခဲ့တဲ့နိုဝင်ဘာ၁ရက်ညနေပိုင်းကစတင်ကအင်တာနက်ဝိဖိန်တော်တော်များများပြတ်တော့နေပြီးလက်ရှိအချိန်မှာရန်ကုန်မြို့ခံတွေအင်တာနက်ဝိဖိန်အခက်အခဲနဲ့ကြုံတွေ့နေရတာပါ။ တချို့ Wi-Fi ကုမ္ပဏီကြီးတွေကအင်တာနက် Wi-Fi ပြတ်တော့နေတယ်လို့အတိအပြထုတ်ပြန်ထားပြီးအင်တာနက်ပြန်ရမယ့်နေ့ကိုတော့အတိအပြထုတ်ပြန်တာမရှိသလိုကုမ္ပဏီအများစုကအင်တာနက် Wi-Fi မရကြောင်းအတိအပြထုတ်ပြန်တာမရှိပါဘူး။အခုဆက်လက်ပြီး KK ပကထွက်ပြေးလာသူ1500ကျော်ကိုနေရပြန်ပို့ဖို့ထိမ့်ဖက်ကစီစဉ်နေတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ မြဝရီ KK ပတ်ကနေထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူ1598ယောက်ကိုစစ်ဆေးမှုတွေနိုဝင်ဘာ၄ရက်နေ့မှာအပြစ်တပ်လုဆောင်ပြီးနေရပြန်ပို့ဖို့အစီအစဉ်နေတယ်လို့တပ်ခရင်လူဝင်မှုကြီးကြပ်ရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထွက်ပြေးလာတဲ့နိုင်ငံခြားသားတွေရဲ့ကိုယ်ရေးအချက်အလက်တွေလူပတ်ကိုဆိုင်ရာထူးခြားချက်တွေကိုစနစ်တကျမှတ်တမ်းနေနိုင်တဲ့အမျိုးသားအဆင့်လွှဲပြောင်းရေးရန်တရားကိုလွှဲပြောင်းတဲ့လုပ်ငန်းစဉ်တွေကိုတပ်ခရင်မဲဆော့မြို့နယ်ထားဆိုင်လို့ရောက်ွက်ကထိုင်းမြန်မာချစ်ချည်ရဲ့အမှတ်နှစ်တသားက နေဆပ်ပြကျော်စခန်းအဝင်ခန်းမမှာဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်နေစပြကြော်ထွက်ပြေးလာတဲ့နေငါခြားသားတွေကိုလက်ခံတဲ့ကိစ္စဟာပြီးခဲ့တဲ့နိုဝင်ဘာနှစ်ရက်မှာထိအနာပိန်တွေကရဆိုင်လိုက်တာပါ။မြဝတီ KK ပတ်ကနေထိုင်းနေငါဘက်ထွက်ပြေးလာသူ1598ရော့ထဲမှာအမျိုးသား1330ရော့နဲ့အမျိုးသမီး265ရော့တို့ဖြစ်ပါတယ်။ ထွက်ပြေးလာသူတွေထဲအိန္ဒိယနိုင်ငံသား465ယောက်နဲ့အများဆုံးဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံသားအယောက်220တရုတ်က185ယောက်ဗီယက်နမ်က151ယောက်အီသီယိုးပီးယားက130ယောက်နဲ့ကင်ညာ၊ပါကစ္စတန်၊နီပေါ၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊သီရီလင်္ကာ၊ရဝန္တာမြန်မာနဲ့ထိုင်းစားတဲ့နိုင်ငံမော20ကျော်တို့ပါဝင်ပါတယ်။ အဲ့ဒီထက်ကအယောက်680ကိုဥပဒေနဲ့အရေးယူခဲ့ပြီး439ရောက်ကိုတော့တန်ကြီးဆောင်ကနေရပြန်ပို့ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါ့အပြင်တန်ကြီးမဆောင်နိုင်တဲ့241ရောက်ကိုအကြီးထောင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆော့မြို့မှာတော့ထိုင်းစစ်တပ်နဲ့အာဏာပိုင်အဖွဲ့အစည်းတွေစစ်ဆေးဆောင်ကျင်းနေပြီးနယ်စပ်ပြတ်ကျော်ဝင်ရောက်လာသူတွေကိုဖမ်းဆီးကာအရေးယူဖို့ဆောင်ရွက်တော့မယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကနိုဝင်ဘာ2ရက်နေ့ကထုတ်ပြန်ပါတယ်။ လက်ရှိထိုင်းမြန်မာနယ်စကရင်ပြည်နယ်မြဝတီမြို့တော်ပိတ်ရှိ KKF ကြားပြရုံတွေကိုစစ်ကော်မရှင်ကဝင်ရောက်စီးနှင်းပြီးနောက်ပိုင်းစစ်ကော်မရှင်တာလဲအောက်ခံ KNL ကြားစွန်တာ BGF ကအဆောက်အုံတွေကိုတနေ့၄ချိန်ထိဖောက်ခွဲတာတွေပြုလုပ်နေပါတယ်မြန်မာဘက်ကအဆောက်အုံတွေကိုဖျက်ဆီးရမှာနယ်စဒေသနှစ်ဖက်ပြည်သူတွေအပေါ်မထိခိုက်စေဖို့တတိထားဆောင်ရွက်ပင်းရန်ထိုင်းမြန်မာဒေသရနယ်စကော်မတီကတဆင့်မြန်မာဘက်ကိုစာနှင့်ကောက်ွက်တောင်းဆိုထားပါသေးတယ် နောက်ဆုံးသတင်းတပုတ်အနေနဲ့ဝင်းလင်းမြို့နယ်မေဂတိရွာကပြည်သူ၄၀ကိုစစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစီကြောထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းနယ်ဝဲလက်မြို့နယ်မော်ကတိရွာကပြည်သူ၄၀ကိုစစ်တပ်ကလူသားတိုင်းဖမ်းဆီးပြီးစစ်ကြောထိုးနေတယ်လို့ဝဲလက် information network စီကသိရပါတယ်။ နိုဝင်ဘာ3ရက်နေ့မနေ့6နာရီဝန်းကျင်အချိန်ကဝင်းလင်းနယ်အနော်ချချီရွာသာကြီးရွာကနေထွက်လာတဲ့စစ်ကောင်ရှင်တပ်သားတွေဟာမော်ကတိရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတာပါစစ်ကောင်ရှင်စစ်ကြောဟာဝင်းလဲမြို့နယ်မြောက်ကတိရွာကလူသားတိုင်းအဖြစ်တစားခါမှဆီလာတဲ့ဒေသခံပြည်သူတွေကိုရှေ့တန်းမှထားပြီးလဲဦးကြီးကုန်းရွာကိုထပ်မဝင်ရောက်စီးနင်းတယ်လို့ဝင်းလဲနေဝအင်ဖော်မေးရှင်းရဲ့တာဝန်ရှိသူတို့က VNB ကိုပြောပါတယ် လူသားတိုင်းဖြစ်ဖက်စီသွားတဲ့ဒေတာခံပြည်သူတွေနဲ့ပတ်သက်ပြီး Willy Information Network ကအသေးစိတ်အတည်မပြုနိုင်သလို VIP အနေနဲ့လည်းလိမ့်လံစုံစမ်းနေပါတယ်။ပြည့်ခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့ကအွန်လန်မြို့နယ်ရွှေပန်းတော်ရဲစခန်းမှာအထင်ချတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်သားနဲ့ပြူစောထီးတွေပူးပေါင်းထားတဲ့စစ်ကြောဟာအလုံးအရင်နဲ့စစ်ကြောထိုးလာပြီးမကွေးနဲ့ပဲခူးအဆရှိပြန်ဒီချေရွာကိုဝင်ရောက်စီးနှင်းကဒေသခံတွေရဲ့နေအိမ်ကိုမိရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရပြည်တွင်းသတင်းတွေပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေဖြစ်ကိုကြည့်ရအောင်ပါ။နိုင်ငံတကာသတင်းတွေကိုတော့ VNB ရဲ့ဝင်းတော်သားကိုဖုံဖုံကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးနိုင်ငံတကာသတင်းတွေနဲ့ Trump ရဲ့ချင်းချောက်မှုနဲ့နယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲပွဲဆူနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကဒီနေ့အင်္ဂါနေ့နိုဝင်ဘာလ၄ရက်နေ့2025ခုနှစ်မှာကျင်းပမယ်။ နယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်ဇိုရန်မန်တာနီတာအနိုင်ရရှိခဲ့ပါကမြို့တော်အတွက်သတ်မှတ်ထားတဲ့ဖက်ဒရယ်ရန်ပုံငွေများကိုပိတ်ဆို့မယ်လို့တနင်္လာနေ့ကချိန်ချောက်ပြောဆိုခဲ့ပါတယ်။ဒမရထရန့်က၎င်းရဲ့ True Social Media လူမှုကွန်ရက်ကနေမန်တာနီတာအနိုင်ရခဲ့ပါကအ ਨੇ ဆုံးလိုအပ်ချက်များမှလွှဲ၍နယူးယောက်ဒရက်ဖက်ဒရယ်ရန်ပုံငွေများပံ့ပိုးပေးနိုင်ပွဲမရှိကြောင်းတိုက်ရိုက်ပြောဆိုခဲ့ပါတယ်။နယူးယောက်မြို့တော်စည်ရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ ဘက်ဒရယ်ဆိုရဟာ2026ဘဏ္ဍာနှစ်အတွက်ညူးယောက်မြို့ကိုမြို့ရယ်ရဲ့စုစုပေါင်း3စီးရဲ့6တသမ4ရာခိုင်နှုန်းကရှိသောဒေါ်လာ8.4ဘီလီယံထောက်ပံ့ရန်ရှိပါတယ်။ထရန့်ဟာဒီမိုကရက်တစ်ပါတီမှနှုတ်ထွက်ပြီးတတိပုဂ္ဂလဖြင့်ဝင်ရောက်ရှင်ပြိုင်တဲ့ညူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအန်ဒရူးကူမိုကိုမဲပေးကြရန်ညူးယောက်မြို့သားများကိုတိုက်တွန်းခဲ့ပါတယ်။ထရန့်ရဲ့ရီပပ်ဘလီကန်များကမန်ဒါနီကိုကွန်မြူနီဟူတစ်စက်ကခရွေးကောက်ပွဲတစ်လျှောက်လုံးတိုက်ခိုက်ခဲ့ကြပါတယ်။ Democratic Socialist ဟုကိုကိုကိုဖော်ပြထားတဲ့အသက်34နှစ်အရွယ်ရှိတဲ့မန်ဒါနီဟာမကြသေးမီကထွက်ပေါ်ခဲ့တဲ့မဲဆန္ဒစစ်တမ်းများအရဥဆောင်နေသူဖြစ်ပါတယ်။ Real Clear Politics ရဲ့မဲရလက်ပြန်များများအရမန်ဒါနီဟာ46.1ရာခိုင်နှုန်းဖြင့်ကူမို32.8ရာခိုင်နှုန်းထက်14.3ရာခိုင်နှုန်းအသာစီးရနေပါတယ်။ကူမိုဟာ Democratic Party အတွင်းမှာမန်ဒါနီကိုရှုံးနိမ့်ခဲ့ပြီးနောက်တတိပုဂ္ဂလဖြစ်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်။ ရီပက်ဘလီကန်ကိုယ်စားလှယ်လောင်းကာတက်စလီဝါကစစ်တပ်များတွင်အနောက်မှာတော်တော်လေးကွာဟနေပါတယ်။မန်ဒါနီမူဝါဒများတွင်မြို့တော်ဤတတိများပေါ်အခွန်တုံးမြင့်ခြင်း၊ကော်ပိုရေးရှင်းအခွန်နှုံတာမြင့်တင်ခြင်းအငှားစည်းနှုန်းထိန်းချုပ်ထားသောတိုက်ခန်းများရဲ့နှားရန်ကစည်းနှုန်းများကိုရပ်တန့်ထားခြင်းနဲ့အစိုးရထောက်ပံ့သောအရာများတုံးမြင့်ခြင်းတို့ပါဝင်ပါတယ်။ရေကောက်ပွဲရက်လကဒီမိုကရက်တစ်ပါတီရဲ့အနာဂတ်ရွေးပုံလာကိုပုံဖော်ပေးနိုင်ကြကြောင်းနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲကိုတနင်္ဂနွေလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ နောက်ထပ်သတင်းပုတ်အနေနဲ့ပြည်တိမ်မှ strong share ဒုံးကျည်တဲ့များကိုယူကရိန်းထံထပ်မံပေးဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ The Fan Express သတင်းဌာနရဲ့နိုဝင်ဘာလ၄ရက်နေ့2025ရက်နေ့ကိုသတင်းဖော်ပြချက်များအရပြည်တိမ်နိုင်ငံကယူကရိန်းနိုင်ငံသို့ strong share အကဝေးရှိ Chris ဒုံးကျည်များအတုတ်လိုက်ထပ်မံပို့ပေးခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြပါရယ်။ဤထောက်ပံ့မှုအသည့်ဟာရုရှားနိုင်ငံအတွင်းရှိပြည်မှတ်များကိုဆက်လက်ပြတ်ခတ်တိုက်ခိုက်နိုင်ရန်ယူကရိန်းရဲ့စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်ရည်ရွယ်ပါတယ်။သတင်းရင်းမြစ်များရဲ့ပြောကြားချက်အရဒုံးကျည်များပေးပို့ရခြင်းရဲ့အဓိကအချက်မှာစောင်းရာသီကာလနီးကပ်လာတာနဲ့အမျှရုရှားကအရက်သားအခြေခံအဆောက်အအုံများကိုတိုက်ခိုက်မှုတိုးမြင့်လာနိုင်တဲ့ဆိုးရိမ်မှုများကြောင့်ယူကရိန်းအနေနဲ့လုံလောက်သောလက်နက်ခဲယမ်းတို့လောက်မှုကိုထိန်းသိမ်းထားနိုင်စီရန်ဖြစ်ပါတယ်။ဘလုံးဘက်ကရုရှားဟာပိတ်ဆို့အရေးယူမှုတန်းတွေအောက်မှာပိုမိုရုန်းကန်လာရခြင်းမှာဖြစ်တဲ့နဲ့မဟာမိတ်တွေကယူကရိန်းကိုအနောက်နိုင်ငံတွေရဲ့ပံ့ပိုးမှုဟာ ရုရှားစီးပွားရေးရဲ့စစ်ပွဲအားထိမ့်သိမ့်နိုင်စမ်းတဲ့ပိုမိုရှိချစီလိမ့်မယ်လို့ဗလာဒီမာပူတင်ကိုပြတ်တဖို့ကြိုးစားနေကြတယ်ဟုရေးသားဖော်ပြထားပါတယ်။စထရောင်းရှဲတို့ဟာမိုင်း250အထိရောက်ရှိနိုင်တဲ့လေကြောင်းမှပြစ်လွတ်တဲ့တိကျစွာထိ ंछ ုပ်ထားသောခရစ်တုံးကြီးအမျိုးအစားဖြစ်ပါတယ်။၎င်းဟာလေကြောင်းရန်ကာကွယ်ရေးကိုရှောင်ရှားရန်အတွက်နိုင်ပြန်တမ်းပြီးအတန်တက်နေသောအချိန်နှင့်တွာလာက GPS ညီပြင်ကိုကိုးကားလမ်းညွှန်မှုစနစ်များပေါင်းဆက်အသုံးပြု၍ပြစ်မှတ်ကိုတိကျစွာထိမှန်စေပါတယ်။ ပြီးပို့တဲ့ဒုံးကြီးရေအတွက်တိတိကျကျကိုဒီတင်ကဖော်ပြထားခြင်းမရှိပါဘူး။ Defense Express ရဲ့သတင်းဖော်ပြချက်များအရယူကရိန်းဟာပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့မှာဒီတိမ်မှာထောက်ပံ့ပေးထားတဲ့ Strong Shadow ဒုံးကြီးများကိုအသုံးပြု၍ရုရှားလက်ကျောင်းကာကွယ်ရေးကိုထိုးဖောက်ကာမော်စကိုရဲ့လက်နက်ခဲယံထုတ်လို့ရေးအတွက်ရေးပါတဲ့ဓာတုစက်ရုံကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရုရှားတပ်များဟာပိုကရိုဘတ်မြို့ပတ်လည်မှာဆက်လက်ထိုးဖောက်နေပြီး မျိုးဖြောက်ဖြားရှိရုရှားရဲ့ချီတက်မှုကိုယူကရိန်းတပ်ဖွဲ့များကရပ်တန့်နိုင်ခဲ့ကာအရေးပါသောထောက်ပံ့ရေးလမ်းကြောင်းများကိုပြတ်တက်အောင်ထားရှိနိုင်ခဲ့ကြောင်းယူကရိန်းလေကြောင်းတပ်ဖွဲ့တုံ့ပြန်ရေးတပ်ခွဲကနိုဝင်ဘာလ3ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ယူကရိန်းဟာအနောက်နိုင်ငံများမှပုံမိုများပြားသောလက်နက်များလိုအပ်နေသောလဲစစ်တီများနဲ့တပ်မှုများကမူကားများဒရုန်းများနဲ့လူအရာစတဲ့အခြေခံလိုအပ်ချက်များပြက်လက်မှုကရုရှားကိုထိန်းချုပ်ရန်ပုံမိုခက်ခဲစေတယ်လို့ပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြပါတယ်ခင်ဗျာ။ ။ဒေါက်တာတရနဘုံအနေနဲ့ဂါဇာကိုငြင်းငြင်းတက်ဖွဲ့ဆေးလို့ရေးဥက္ကဋ္ဌမကလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုစောင့်ကြည့်မယ်လို့တူရကီနိုင်ငံသားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီနိုင်ငံသားရေးဝန်ကြီးဟာကန်ဖီဒန်ကဂါဇာဒေသတွင်ဖွဲ့စည်းရန်စီစဉ်နေတဲ့နိုင်ငံတကာတင်ငြိမ်ရေးတပ်ဖွဲ့တွင်ပါဝင်မဲ့နိုင်ငံများ၏ဆုံးဖြတ်ချက်သည်ဥလာသမကလုံခြုံရေးကောင်စီမှထွက်ပေါ်လာတဲ့ဆုံးဖြတ်ချက်ပါအတိတ်ပဲဖွင့်ဆိုချက်အကြောင်းအရများပေါ်မူဒီကြောင်းတနင်္လာနေ့နိုဝင်ဘာလ3ရက်နေ့ကပြောကြားခဲ့ပါသည် တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာအင်ဒိုနီးရှားပါကစ္စတန်ဆော်ဒီအာရေဗျနဲ့ဂျော်ဒန်နိုင်ငံညာယူဝင်ကြီးများအပြင်အာရက်ဆော်ဘွားများပြည်တော်စု UAE နဲ့ကာတာတို့မှကိုယ်စားလှယ်များတက်ရောက်ကာဂါဇာအရေးစီးဝေးကိုလက်ခံကျင်းပပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တူရကီနိုင်ငံညာယူဝင်ကြီးဖီဒန်က၎င်းတို့ဆွေးနွေးခဲ့တဲ့နိုင်ငံများရဲ့သဘောထားကိုအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့စကားပြောခဲ့တဲ့နိုင်ငံတွေပြောတာကကုလသမဂ္ဂလွန်ကျော်ရေးကောင်စီကနေ ညှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တွေထဲမှာပါဝင်တဲ့အတိတ်ပဲဖွင့်ဆိုချက်ရဲ့အကြောင်းအရာပေါ်မူတည်ပြီးတက်ဖွဲ့စေလို့မလားမစေလို့ဘူးလားဆိုတာကိုဆုံးဖြတ်လိုက်မယ်လို့ပြောပါတယ်နိုင်ငံတကာတည်ငြိမ်ရေးတက်ဖွဲ့ရဲ့လုတ်ပိုင်ခွင့်နဲ့အခွင့်အာဏာများပေါ်မူတည်၍နိုင်ငံများကများသောအားဖြင့်ဆုံးဖြတ်ကြလိမ့်ရှိပါတယ်လုတ်ပိုင်ခွင့်ဟာ၎င်းတို့ရဲ့ကိုယ်ပိုင်မူဝါဒနဲ့သဘောတရားများကိုထိခိုက်လာပါကတက်ဖွဲ့စေလို့ရန်ခက်ခဲလိမ့်မယ်လို့၎င်းကယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်တူရကီသမ္မတအာဒိုဂန်ရဲ့ပြောကြားချက်အရ တူရကီယာရင်းချမ်းရေးအတွက်လိုအပ်တဲ့မြေတီဆွန့်လွတ်အနာဂတ်မှုမျိုးကိုမဆိုလောက်ဆောင်ရင်အသင့်ရှိနေကြောင်းထင်ရှားစွာပြသနေတယ်ဟူဖရီဒန်ကပြောပါတယ်။သို့သောရရှိလာမဲ့စာချုပ်စာတမ်းများနဲ့မူပေါင်းများဟာတူရကီအနေနဲ့ပုံပွင့်လေးလေးထောက်ခံနိုင်တဲ့သဘောတဘာဝရှိရန်အရေးကြီးကြောင်း၎င်းကထောက်ပြခဲ့ပါတယ်။ဂါဇာရဲ့အုပ်ချုပ်ရေးနဲ့ပတ်သက်၍၎င်းတို့နဲ့ပါလက်စတိုင်းများကြားသဘောတူညီမှုရရှိထားပြီးဖြစ်တော်လဲအစ္စရေးနဲ့အခြားဩဇာရှိသောနိုင်ငံများကမူ မတူညီသောရှုထောင့်မှရှုမြင်နေကြပါတယ်။ယင်းအမြင်မတူမှုများကိုခြေညှိရန်တန်တမန်ကြီးရညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်းဖီဒန်ကဆိုပါတယ်။ကျွန်တော်တို့ရဲ့မူဝါဒကတော့ပါလက်စတိုင်းတွေဟာသူတို့ကိုသူတို့အုပ်ချုပ်တဲ့နယ်ပါလက်စတိုင်းတွေကသူတို့ရဲ့လုံခြုံရေးကိုသူတို့ကိုယ်ရဲအာမခံတဲ့ဟူရဲ့ဖြစ်ကြောင်း၎င်းကအရေးပေးပြောကြားလောပါတယ်။ပါလက်စတိုင်းကိစ္စရဲ့ရေးချေတည်ထောင်သောအထိပ်ပယ်ဖွင့်ဆိုချက်ဟာ1969နှစ်မိတ်တွင်ပါလက်စတိုင်းနိုင်ငံတစ်ခုနဲ့ two state solution ကိုအကောင့်ထဲပေါ်ကျင်းတာဖြစ်ပြီးလက်ရှိအခြေအနေကိုအသုံးချ၍ရင်းမူရင်းအတိတ်ဘက်ကိုပြောင်းလဲခွင့်ပြုမည်မဟုတ်ကြောင်းဖီတန်ကသတိပေးပြောဆိုခဲ့ပါတယ်ခင်ဗျာအခုနားဆင်ခဲ့ရတာကတော့ VNB ဝင်းတော်သားကိုဖုံးမော်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းနဲ့သိပ္ပံနဲ့ဤပညာသတင်းတွေပဲဖြစ်ပါတယ်ရှင် VNB ရဲ့ညာခင်းသတင်းအစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အယောချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် အားလုံးပဲပေးရကင်းကွာပြီးရှင်လန်းချမ်းမြေကြပါစေ Burma